အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ကလာမယ့်ဇန်နဝါရီ17ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်မှာဖြစ်ကြောင်းအင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာသမရတာဝန်ထမ်းဆောင်တဲ့အခါသမရတာဝန်နဲ့သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအကြားဘလို့ကင်တွယ်မလဲဆိုတဲ့စိတ်ဝင်စားရှိနေကြတဲ့ထင်မြင်ချက်တွေနဲ့ပတ်သက်ပြီးသူ့မှာရှိတဲ့အစီအစဉ်ကိုချပြမှာဖြစ်ကြောင်းအစောပိုင်းကပြောကြားခဲ့ပူပါတယ်။ဒေါ်နယ်ထရန့်ဟာပြည်ကလေးနဲ့ဇူလိုင်လကလေးကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။သူဟာသတင်းစာရှင်းလင်းပွဲကိုလာမယ့်ဇန်နဝါရီ17ရက်နေ့မှာနယူးယောက်မြို့မှာပြုလုပ်မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ ်အစဉ်လာရတော့သမရအနာအကူပြောင်းကာလာတွေမှာအမေရိကန်ရေကောက်ခံသမရတွေဟာသူတို့ဖွဲ့စည်းမယ်အစိုးရရဲ့အဖွဲ့ဝင်တွေမူဝါဒရေးရာအစီအစဉ်တွေနဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲအတော်များများပြုလုပ်လေ့ရှိပါတယ်ဒါပေမဲ့ဒေါ်နယ်ထရန့်ကတော့မှတ်ချက်ပြုပြောစကားတွေနဲ့အင်တာဗျူးဖြေကြားမှုတွေကိုသာပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီလိုအစံလာအတိုင်းမလုပ်ဘဲနေခဲ့ရမှာအခုလိုသတင်းစာရှင်းလင်းပွဲပြုလုပ်မဲ့အစီအစဉ်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ပြည်ကရိုင်လာကဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး SoftBank ကအမေရိကန်ရဲ့စီးပွားရေးလုပ်ငန်းတွေမှာဒေါ်လာဘီလီယံ90ရင်းနှီးမြှုပ်နှံပြီးအလုံးအကန့်အခွင့်အလမ်းပေါင်း9000ကျော်ကိုဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ Donald Trump ကသတင်းထုတ်တွေကိုပြောကြားခဲ့မှုပါတယ်။